မြန်မာပြည်နယ်မှာအမေရိကန်နိုင်ငံသားချင်းတိုင်းသားလူငယ်ကျွရှွာဘန်ကကမ္ဘာချန်ပီယံအလန်ဆန်နာပန်တူချာကိုအနိုင်ယူပြီး UFC Flyweight တန်းကမ္ဘာချန်ပီယံဖြစ်လာ။မြန်မာပြည်နယ်မှာအမေရိကန်နိုင်ငံသားချင်းတိုင်းသားလူငယ်ဖိုက်တာကျွရှွာဘန်က UFC Flyweight တန်းကမ္ဘာချန်ပီယံဖြစ်အနိုင်ရရှိသွားပါတယ်။ ယနေ့ဒီဇင်ဘာလ9ရက်နေ့အမေရိကန်ပြည်အောင်စုမှကျင်းပတဲ့ UFC Flyweight တန်းကမ္ဘာချန်ပီယံပြိုင်ပွဲမှာချင်းလူငယ်ဖိုက်တာဂျိုရှွာဘန်က UFC ရဲ့ Flyweight တန်းကမ္ဘာချန်ပီယံအလက်ဇန္ဒားပန်ဒူဂျာကိုအနိုင်ရရှိပြီး Flyweight ချန်ပီယံခပတ်ကိုအနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ပွဲစတင်ပြီးပထမချီစက္ကန့်ပိုင်းတွင်မှာပင်ဂျိုရှွာဘန်ကပြိုင်ဘက်ကိုအလဲထိုးခဲ့ခြင်းဖြစ်ပြီးပြိုင်ဘက်ကမ္ဘာချန်ပီယံအလက်ဇန္ဒားပန်ဒူဂျာမှာလက်ကျိုးသွားလုံးဆက်လက်မရှင်းပြိုင်နိုင်တော့ပင်အရှုံးပေးလိုက်ရခြင်းဖြစ်ပါတယ်။ ပရိသတ်တူကတော့လူချင်းတူပေမဲ့ကံချင်းမတူဘူးလူတယောက်ကသူ့ဆန်းနေသူပဲစမ်းထလာပြီဆိုရင်ဘာနဲ့မှတားမရနိုင်ဘူးအဲ့ဒီဆန်းကလည်းအမျက်ရှိမနေဘူးစမ်းကုန်နေနေရက်သွားတာပဲနိုင်ချင်လာပြန်တော့လေအလူလူကိုတဖက်လူကအခက်မတင်မဲ့လက်တထောင်ချမှာတထောင်စစ်ကြိုးသွားပြီးခင်ရရှာနေဆိုပြီးပြောဆိုသွားပါတယ်နောက်ထပ်ပရိသတ်တူကလည်း ground ပိုင်းတာတဲ့လူတယောက်က stand fight နဲ့အတင်းထိုးတဲ့ကမှားတာပဲမပိုင်မဲမလုပ်တင်ဘူးကွာရှင်းလိုက်ရတာခပတ်တင်မဟုတ်ဘူးကန်ဆိုးရင်ကစားသမားပေါ်ပါရှင်ရမှာ by the way ငါတို့လူနိုင်နာပြောရည်ဆိုပြီးပြောဆိုထားပါတယ်။ဒါပြင်ဖန်ကချန်ပီယံကပ်ဘက်ကိုဆက်ပြီးကာကွယ်မယ်လို့ပြောလိုက်ပါတယ်။ UFC flyweight တန်းချန်ပီယံဖြစ်လာတဲ့ Joshua Van ကသူ့ပူပူနွေ့နွေ့ရရှိထားတဲ့ချန်ပီယံကပ်ဘက်ကိုဆက်ပြီးကာကွယ်မယ်လို့ပြောလာပါတယ်။ကျွန်တော်နာမည်မှာမကြောက်ရင်ဘူးဆိုရင်နာမည်ပါထားပြီးသားဒီတော့ဘသူပဲလာလာချန်ပီယံနေရာကိုကျွန်တော်ဆက်ထိန်မယ်လို့သူကထိုးတက်ပြီးချင်းကြိုးဝိုင်းနေမှာပဲပြောသွားတာပါ UFC 323ရဲ့ဒုတိယကောင်ပွဲစဉ်ဖြင့်ရှင်ပြန်ခဲ့ကြတဲ့ဂျိုရှုအဗန်နဲ့ပန်တိုချာပွဲတို့ရှင်ပြန်ထိုးသက်ခဲ့ကြတာပါ။ချန်ပီယံပန်တိုချာဟာပွဲစားပြီးစက္ကန့်20ကျော်အတွင်းမှာပဲလက်ထောင်ဆဲလွဲသွားခဲ့လို့ဒိုင်နာပေးခံခဲ့ရတာပါ။ကဘာတဝံပြိသက်တိအခိုင်အမာရှိပြီးထင်ရှားကျော်ကြားလာတဲ့ UFC တမိုင်းမှာပထမဆုံးကြိမ်မြန်မာဖိုက်တာတူချန်ပီယံဖြစ်လာတာပါ UFC တမိုင်းအတွင်းအရှိတောင်အာရှနိုင်ငံတွေထဲမှာမြန်မာကိုစားပြုဖိုက်တာဂျိုရှူအာဘန်ကပထမဆုံးချန်ပီယံဖြစ်လာတာပါ ချင်းလူငယ်ကျွရွာဘန်းကစွန်လ29ရက်နေ့ UFC 317 Flyweight တန်းပြိုင်ပွဲမှာ UFC Flyweight တန်းရဲ့အဆင့်တက်နေရာမှာရှိသော Brand Rival ကိုအနိုင်ရရှိခဲ့ပြီးနောက် UFC ရဲ့ Flyweight တန်းကမ္ဘာချန်ပီယံကိုစိန်ခေါ်ခွင့်ရရှိခဲ့ခြင်းလေးဖြစ်ပါတယ်။